ချောမလပါရင်ယုံရင်ကြောင့်ငါမယောင်မဲရုပ်ရှင်မင်းသမီးလောက်ပါလာလို့အပြောခံရတဲ့ဒီနာမည်ကြီးနေတဲ့မက်ဖြူဤမင်္ဂလာပါရှင်ပါမစ်နောင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်လက်တလုံးဆိုရှယ်မီဒီယာမှာနာမည်ကြီးနေသူလေးကတော့လှိုင်းတရာကငါးတဲ့လေးမက်ဖြူဤဖြစ်ပါတယ်မက်ဖြူဤကလှိုင်းတရာမိခွက်စီမှာငါးရီပစွန်ကြီးရောင်းချနေတဲ့သူပါငါးယောက်နဲ့သူလို့ပြောလိုက်ရင်တော့လူအများစုကနှုတ်ချမ်းအာချမ်းနဲ့ခက်ချမ်းချမ်းမျိုးသမီးတွေကိုပြေးမြင်မိကြမှာဖြစ်ပါတယ် ဘဝကပေးတဲ့သင်ခန်းစာတွေကြောင့်ငားယောင်းတဲ့သူတွေကကြမ်းတင်ရင်လည်းကြမ်းကြရလိမ့်ရှိပါတယ်။ငားမယောင်းပေမဲ့လည်းနှုတ်ကျန်းတဲ့သူကလည်းပီးစားကဖြောင်းလို့မရကြပါဘူး။ဒါပေမဲ့မဖြူကြီးကတော့လူများမြင်ဘူးနေကြငားတယ်ရင်းနဲ့မတူပဲရုပ်ရှင်မင်းသမီးတယောက်လိုလှပနေသူဖြစ်တာကြောင့်နာမည်ကြီးလာခဲ့တာပါ။မဖြူကြီးကငားလင်းယောင်းတယ်လို့အားတဲ့အချိန်မှလည်းတက်တော့ဆော်ပါတယ်။တက်တော့မှကပြနေတာမျိုးမဟုတ်ပဲငားယောင်းနေတာလေးကိုပဲဗီဒီယိုရိုက်ပြီးတင်လိုက်တာပါ။ ်ဈေးရောက်နေတာလည်းတက်တော်ရိုက်လေးရှိသလိုအလုံးလုံးနေတာကိုပဲပေါ်ပြတပါတယ်တခြားမိန်းကလေးတွေလိုလူများရဲ့အာယုံဆိုင်မှုရအောင်ဌာနကိုကိုလုံရဲပြနေတာမျိုးမဟုတ်ပင်တဘာဝချာချပုံစံလေးတိုင်းပင်ရိုက်ကူပင်တင်းလေးရှိပါတယ်။တခြားသောဈေးတွေတွေထဲမှာထင်းထွက်နေအောင်လှတဲ့သူတယောက်ဖြစ်တာကြောင့်အမျိုးသမီးချင်းအောင်သဘောကျသွားကြပါတယ်။မဖြူကြီးကတခြားသောငါးယုံသူတွေနဲ့မတူပင်မျက်နှာလေးကလည်းချော်မော်လာပါသလိုပန်းလေးတွေကိုလည်းအမြဲတမ်းပန်ထားတတ်ပါသေးတယ်။ အဝေးစားကိုလည်းမြန်မာဆန်ဆန်ရွရွရင်ရင်ဝမ်းဆန်လေးတွေကိုဝစ်ဆင်တက်တာကြောင့်မြင်ရသူကတော့စိတ်ချမ်းသာသွားကြပါတယ်။အဝေးစားတွေကလည်းလှပတဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်နေလို့တကယ်ငါးရောက်နိုင်ရောဟုတ်ရင်လားလို့တောင်းစွေစွာဖြစ်ကြပါသေးတယ်။မဖြူကြီးကရွှေတွေကိုလည်းရှင်ရင်လေးဖြစ်အောင်ပန်ဆင်ထားတာကြောင့်မဖြူကြီးကိုမြင်လိုက်ရသူတွေကချောလိုက်တာလို့ပြောထွက်ရတဲ့အထိလှပတဲ့သူတယောက်ပါ သူ့ရဲ့ပြုံးလေးကလည်းအေးချမ်းနေလို့မပြိုးဤကိုမြင်တဲ့သူတွေကငါမယောင်မဲရုပ်ရှင်မင်းသမီးပဲလှုပ်ပါလားလို့တိုက်တွန်းကြတာပါမပြိုးဤကသူ့ရဲ့လက်ကိုတံပိုးထားသူဖြစ်ပြီးအပြင်မှာစည်းဝေးရင်လည်းသဘောကောင်းနေလို့ပြောကြပါတယ်မပြိုးဤကိုမြင်မှုကျင်တာကြောင့်အပြင်မှာတကူးတကလာကြည့်ကြတဲ့သူတွေတောင်ရှိကြပါတယ်စည်းဝင်ရင်လည်းသဘောကောင်းတယ်လို့အပြုံးလေးကလည်းလှတာကြောင့်တစ်တော်မှနာမည်ကြီးပါတယ်။တစ်တော်မှဆယ်လီတယောက်ဖြစ်တဲ့မတ်ဖြူကြီးကစကားပြောရင်းရင်ကြီးချူတာကြောင့်သူ့ကိုချစ်ခင်တဲ့သူတွေကများလာပါတယ်။ ။ငါးယောက်နဲ့သူတွေကိုတော့အချို့ကနှုတ်ကြမ်းအာကြမ်းလို့ပြောကြပေမယ့်မက်ဖြိုးကြီးကိုတွေ့ပြီးရင်တော့ဒီစကားတွေကပြောင်းပြန်လိုက်ရမလို့တောင်ဖြစ်သွားတော့မှာပါ။အချို့တွေကလည်းမက်ဖြိုးကြီးကိုငါမယောင်မဲရွှေရောင်းမာလာလို့တောင်ပြောကြပါဗျ။တင့်တယ်တဲ့ရုပ်ရည်ရှိသူဖြစ်လို့ငါရောက်နာကိုနှမျောကြပြီးရွှေပင်းရောင်းစီခြင်းလို့ပြောကြတာပါ။ဒါပေမဲ့မက်ဖြိုးကြီးကငါရောက်တဲ့အလုပ်လေးကိုပဲတံမိုးထားပြီးလှိုင်းတရားမိခွန်စီထဲမှာနေစဉ်ငါရောက်နေပါဗျ။ချမော်လာပါတဲ့မက်ဖြိုးကြီးကိုနမဲကြီးမြင်းသမီးတင့်နဲ့ထွန်းနဲ့တူတယ်လို့လည်းပြောကြပါဗျ။ မင်းသမီးကြီးတင်းနဲ့ထွန်းငယ်ငယ်ကမျက်နာလေးနဲ့ဆင်တူနေပြီးဆွေမျိုးတော်ရလာလို့တောင်မေးကြပါတယ်။မဖြူကြီးကတော့သီလရှင်ဝတ်သွားတဲ့တင်းနဲ့ထွန်းနဲ့တူတယ်လို့မခံဝန်းတာကြောင့်ရုပ်ချင်းမတူပါဘူးလို့သာပြောတဲ့သူပါ။တချို့ကလည်းမဖြူကြီးကို အာကာမြောင်နဲ့တူတယ်လို့ပြောကြပါတယ်။မဖြူကြီးကငားယောင်ပေမဲ့လေထူးခြားချောမောတဲ့ရုပ်ရည်ကြောင့်နာမည်ကြီးလာခဲ့သူဖြစ်ပြီးချူသားစွာပြန်ပြောတတ်တာကလည်းအားသာချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ လိုက်တာယာမိကဆေးကမဖြိုးကတကယ်ပဲမြင်းသမီးကြီးတင့်တင့်ထွန်းတဲ့တူနေလားလားဆိုတော့ပရိသတ်ကြီးရဲ့မြင်ကိုလည်းပြောပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။